အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာဘယ်တော့မှအထင်မကြီးတဲ့သူတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အထင်မကြီးတဲ့လူတွေနဲ့ပတ်သက်ပြီးအောက်ပါအချက်တွေကိုတတိထားဆင်ခြင်ဖို့အကြံပြုလိုပါတယ်လူတိုင်းမှာအားနည်းချက်နဲ့အားသာချက်တွေရှိနိုင်ပေမဲ့အောက်ဖို့ပြပါအပြုမှုတွေပြင်းထန်စွာတွေ့ရတဲ့သူတွေကိုအထူးတတိထားတင်ပါတယ်ဘလို့လူတွေကိုတတိထားတင်လဲဆိုရင်နံပါတ်1မိမိအကျိုးစီးပွားကိုသာအလွန်အမင်းဦးစားပေးတဲ့သူ ဘဝမှာအမြဲတမ်းအခြားသူတွေရဲ့စိတ်ခံစားမှုအခက်အခဲတွေကိုလစ်လျူရှုပြီးကိုကြိုးရှာတတ်သူတွေဟာယုံကြည်စိတ်ချရမှုနဲ့ပါပါတယ်အဲ့လိုလူတွေကိုဘလောက်ပဲပတ်စံရှိရှိလုံးဝအထင်မကြီးမိပါနဲ့နံပါတ်1ကျေးဇူးကန်းတဲ့သူတင့်ရဲ့ကူညီမှုစေတနာကိုအလွယ်တကူမေ့ပြီးပြန်လဲကျေးဇူးမတင်တတ်တဲ့သူတွေဟာဆက်ဆံရေးမှာတစ်ဖက်သက်လိုလိုက်မှုကိုသာဖြစ်စေနိုင်ပါတယ်ဒါကြောင့်သူတို့တွေကိုလည်းလစ်လျူရှုဖို့လိုအပ်ပါတယ် နံပါတ်3အတ္တကြီးပြီးအခြားသူများကိုမထီမဲ့မြင်ပြူတဲ့သူသူတပားရဲ့ခံစားချက်အတွေးမြင်တွေကိုအေးမဆိုင်ပဲလှောင်ပြောင်တတ်သူတွေဟာလူမှုဆက်ဆံရေးမှာအဟန့်အတားဖြစ်စေပါတယ်အဲ့လိုလူတွေကအလုတ်ခွင်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်တင်ကိုအမြဲတမ်းအပြစ်တင်ဝေဖန်တတ်ပါတယ်နံပါတ်4အလွယ်တကူဂတိဖြတ်တဲ့သူကိုပြောထားတဲ့စကားကိုဂတိမတီးတဲ့သူတွေဟာတင့်ရဲ့အချိန်နဲ့ယုံကြည်မှုကိုအလွယ်သုံးစားလုပ်နိုင်ပါတယ် အဲ့လိုလူတွေကပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်လုံးဝကိုရှောင်ရှားတင်ပါတယ်။နံပါတ်၅အနုလက္ခဏာဆောင်တဲ့ဆွဲလန်းမှုများရှိတဲ့သူဒီလိုဆွဲလန်းမှုတွေဟာသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ဘဝကိုထိခိုက်စေရုံသာမကတင့်ကိုပါ အနည်းရရှိစေနိုင်ပါတယ်ဒီလိုလူတွေကိုလည်းဂရုစိုက်ပြီးရှောင်ရှားတင်ပါတယ်။နံပါတ်၆အပြစ်ရှာတတ်ပြီးတာဝန်မယူတတ်တဲ့သူကိုအမားတွေအတွက်အမြဲတမ်းသူများကိုအပြစ်တင်ပြီးကိုတာဝန်ကိုရှောင်ရှားတတ်သူတွေဟာဖွံ့ဖြိုးမှုကိုနှေးကွေးစေပါတယ် ဲ့လိုလူတွေက ကိုအမားကိုအခြားသူအမားဖြစ်အောင်လဲပြောတတ်ကြပါတယ်။နံပါတ်ခုနဲ့တစ္ဆာမရှိတဲ့သူလူတယောက်ရဲ့စကားကိုနောက်ကျောင်းပြန်ပြောတတ်တဲ့သူလှိုးဝှက်ချက်တွေကိုမထိမ့်သိမ့်နိုင်တဲ့သူတွေဟာယုံကြည်မှုကိုအလွယ်တကူချိုးဖောက်နိုင်ပါတယ်။ဒီလိုလူတွေကို အထင်ကြီးမိရင် ို့မဟုတ်အာကိုမီရင်နောင်လွေနာကျင်စရာဖြစ်နိုင်ပါတယ်ဒါပေမဲ့လူတိုင်းကိုရှေ့ဆက်မသိပဲဝေဖန်တာထက်သူတို့ရဲ့အပြုမှုကိုတတိထားပြီးကိုကိုကိုကာကွယ်ဖို့ကပိုးရေးကြည့်ပါတယ်တခါတရံမှာဒီလိုလူတွေရဲ့နောက်ွယ်ကဝန်းလင်းစရာအကြောင်းရင်းတွေရှိနိုင်ပါတယ်ဥပမာမိသားစုပြဿနာစိတ်တန်ရာပြဿနာရှိနိုင်တာကိုလည်းနားလည်ပေးဖို့လိုပါတယ်အရေးကြီးဆုံးကကိုယ့်ရဲ့တံမိုးကိုတည်ပြီးကိုယ်နဲ့မတူတဲ့စိတ်နေသဘောထားတွေကိုချင့်ချိန်ဆင်ကျင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုအမူအရာဒီလိုအကျင့်တွေရှိတဲ့သူတွေကိုလုံးဝအထင်မကြီးမိဖို့လိုအပ်ပါတယ်။အဲ့လိုလူတွေကိုအထင်ကြီးပြီးအားကိုးမိပါက ကိုဘဝအတွက်နောက်တရဆရာတွေပဲကြုံရနိုင်ပါတယ်။အခုဆိုရင်ဘဝမှာဘလို့လူတွေကိုရှောင်ရှားတင်လဲဘလို့လူတွေကိုအထင်မကြီးတင်လဲဆိုတာကိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။